ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါတယ်သတင်းထူးများသိရှိနိုင်ဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ရေးပေးသွားဖို့မြစ်တာရက်ခံချင်ပါတယ် ပထမဆုံးသတင်းတပုတ်အနေနဲ့စစ်ကောင်စီကအလို့ရှိနေသောနိုင်ငံရေးလှုပ်ရှားသူများစီရီယံများနဲ့စစ်ပြေးရဲပြေးစုစုပေါင်းလူ9000ဆယ်ရင်နဲ့ခိုးရေးအချက်လက်များကိုရုရှားနေပညာ PSMS application တွင်ခဏဦးထည့်သွင်းစစ်ဆင်တည်တဲ့အကြောင်းတင်ဆက်ပေးကြပါမယ်။အကြံဖတ်စစ်ကောင်စီကအလို့ရှိနေသောနိုင်ငံရေးလှုပ်ရှားသူများစီရီယံများနဲ့စစ်ပြေးရဲပြေးစုစုပေါင်းလူ9000ဆယ်ရင်ကို person scrutinization and monitoring system psms application တွင်ကနအုပ်ထည့်သွင်းပြီးနိုင်ငံတော်ဝန်လုံခြုံရေးခင်ညာတွင်စစ်ဆေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ် ်ရုရှားကအဓိကတာဝန်ယူရေးဆွဲပြီးတော့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ application မှာစစ်တပ်ရဲနှင့်လောက်ဝကများတိသက်အသုံးပြုစစ်ဆေးရန်သာဖြစ်ကြောင်းစစ်ဆေးရေးကိညာလေစိတ်ရေစိတ်မြို့ဝင်အထွက်ကိညာနှင့်ကားကိညာရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များချွေအောင်ရဲနှင့်လောက်ဝကများထံသို့ application များချထားပေးကြောင်း အဆိုပါ application ကိုဝင်ရောက်ရန် key နဲ့ password များကို စေကောင်းစီကတင်းကျပ်စီစစ်စွာချပေးထားပြီး PSMS application အတွင်းရှိအချက်အလက်များကိုနေပြီးတော့ကဓာတ်ရိုက်ထိန်ချုပ်ထားကြောင်းရှင်း PSMS application တဲ့တွင်စေကောင်းစီကအလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ CDN များနှင့်စစ်ပြေးရဲပြီးလူစရင်း9000ဤကိုရေးအချက်အလက်များကိုကနက်ဦးထည့်သွင်းထားကြောင်းသိရှိရပါတယ်အဲ့ဒီ PSMS ကစစ်စေးရိတ်ဂိတ်တွေနဲ့ကွန်ပျူတာတွေမှာလည်း install လုပ်ထားတယ် တန်ရဲနဲ့လာဝကတွေရဲ့မိုဘိုင်းဖုန်းတွေမှာလည်း install လုပ်ထားတယ်။ကန့်သက် application မှာအဲ့ဒီအထဲမှာလူတို့ရဲ့မွေးသက်ကတဲ့မှတ်ပုံတင်မိဘနာမည်တွေရိုက်ထည့်လိုက်တာနဲ့ဒီလူကနိုင်ငံရေးပြမှုခင်ရှင်သလားမရှင်ဘူးလားဆိုတာပေါ်တယ်။ CDN နိုင်ငံရေးပြမှုနဲ့စစ်ပြေးရေးပြေး၅တောင်းရဲ့ကိုရေးအချက်လက်တွေကိုအဲ့ဒီထဲမှာထည့်ထားတယ်။ဥပမာ CDN တအူးကခရီးထွက်လို့သူ့မှတ်ပုံတင်နံပါတ်ကိုစစ်ဆေးရေးဂိမ်းမှာ PSMS application နဲ့ဆက်လိုက်ရင် CDN ဖြစ်ကြောင်းချက်ချင်းပေါ်တယ်။အဲ့ဒီအခါချက်ချင်းဖန်ခိုင်းထားတဲ့ဟူ ပြီးတော့စစ်ဖက်တရင်ရင်မြစ်ကပြောဆိုပါရယ်လက်ရှိတွင်စစ်ကောင်စီက PSMS application ကို version 1.2ဖြင့်စတင်အသုံးပြုနေပြီးခနဦးစစ်တပ်ကအလို့ရှိနေသောလူဦးရေ9000ဤခိုးရေးအချက်လက်များထည့်သွင်းထားကြောင်းထပ်မံ၍ application ကိုအစင်းမြင့် upgrade လုပ်နေပြီးနောက်တိုးအလို့ရှိနေသောစည်ညားကိုထပ်မံဖြည့်တင်နေကြောင်းသိရှိရပါရယ် အဓိကနိုင်ငံရေးမှုစစ်ပြေးရေးပြေးရေဖက်ပြေးတရက်ခန့်ပြေးဆိုတဲ့ပြေးလေးပြေးစရင်နဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ထားသူတွေစရင်ကိုအဲ့ဒီထဲမှာထည့်ထားတယ်။ကနအူဘာရှင်း1.2မှာလူဦးရေ9000အထက်စရင်ထည့်ထားတယ်။တပြေးပြေးအဆင့်မြင့်နေတယ်။နောက်ဆိုရင်တာမန်ရာဇဝတ်မှုနဲ့စစ်မှုရန်တင်းရှောင်စရင်တွေပါထည့်သွင်းဖို့အဆင့်မြင့်နေတယ်။ အဲ့ဒါကရုရှားနည်းပညာ people surveillance management system မှာအခုအဲ့ဒါကိုဘာရှင်တူအစင်းမြင့်ထုတ်ပြီးစစ်ဆေးဖို့ထပ်လုပ်နေပြီဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကဆိုပါတယ်စစ်ကောင်စီက လုံခြုံရေးစစ်ဆေးရန်တီးတန့်ထုတ်လုပ်ထားသော PSMS application ကို၎င်းတို့အသေးမှတ်ပြုထားသည့်ဖုန်းကွန်ပျူတာများတွင်သာ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနှင့်ဖုန်းများကကူးယူခြင်းမပြုနိုင်ပဲလုံခြုံရေးအစင်းမြင့်ကြောင်းလက်တလောစစ်ကောင်စီကအလိုရှိနေသောလူ9000ဤကိုရေးအချက်လက်ကို ငယ်စရင်ဖိုင်၉ပိုင်းဖြင့် blacklist အမည်ပြစရင်ဖိုင်ဟုအမည်ပေးထားကြောင်းသိရပါတယ်။ ဒုတိယသတင်းတပုတ်ကတော့ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ကုန်ပစ္စည်းများကိုဝယ်ယူအားပေးလျင်အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပြည်ပတွင်ရောက်ရှိနေကြသည့်စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများ၏ကုန်ပစ္စည်းကိုဝယ်ယူအားပေးလျင်အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကကြေညာလာမှုတော်လှန်ရေးထောက်ဖို့လမ်းကြောင်းဖြတ်တောက်ရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကသုံးသပ်ပြောဆိုထားပါရစေ။ တော်လန်ရေးကိုထောက်ဖို့လူတန်းနေတဲ့အစိုးရချမ်းချမ်းပန်ဆယ်လိုအကောင့်ပိုင်ရှင်အိမ်ပိုးဦးရွှေနရီအကောင့်ပိုင်ရှင်တင်းတင်းတွင်အောင်တော်အကောင့်ပိုင်ရှင်အောင်တော်ခင်စုလွင်အကောင့်ပိုင်ရှင် DCS ဆရာမခိုင်စုလွင် PNH Fashion အကောင့်ပိုင်ရှင်ထန်နီနီတန်တီချဲချမ်းချမ်းအကောင့်ပိုင်ရှင်ချမ်းညံ့ညတ်သောစသည့်လူမှုကွန်ရက်အကောင့်များဖြင့်ချိတ်ဆက်ခြင်းရောင်းချသည့်ပစ္စည်းများအားဝယ်ယူခြင်းတဆင့်ခံပြည်လဲရောင်းချခြင်းနှင့်ထူးထူးဆောင်ရွက်နိုင်ရန်အတွက်နီလန်တခုခုဖြင့်ကုညီဆောင်ရွက်နေသူများကိုလည်းအကြံဖတ်ဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်းစေကောင်စီကယမန်နေ့ညပိုင်းထုတ်ပြန်ကြေညာလိုက်ပါသည် အဓိကတော်လိုင်းရေးကိုနီလန်ပေါင်းစုံနဲ့ထောက်ကူနေတဲ့ပြည်သူလူထုရဲ့ထောက်ပို့အင်အားကိုကြောက်ရွံ့တဲ့သဘောပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ဒါကိုနီလန်ပေါင်းစုံနဲ့ဖြတ်တောက်ဖို့ကြိုးစားတယ်လို့ပဲမြင်ပါတယ်ဒါပေမဲ့လည်းသူတို့ဘလောက်ပဲလုံလုံပြည်သူလူထုကတော့ရတဲ့နီလန်ရှာပြီးတော့တော်လိုင်းရေးကိုစိုက်ထုံနေမှာဖြစ်တယ်ထောက်ပို့နေမှာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီတော်လိုင်းရေးကပြည်သူကနေစခဲ့တဲ့ပြည်သူစံနာတတ်သားတဲ့ကိုင်ကြီးတဲ့တော်လိုင်းရေးဖြစ်တဲ့အတွက်ကြောင့်မို့စစ်အာဏာရှင်ကဘလောက်ပဲတားဆီးဖို့ကြိုးစားပါစေပြည်သူကတော့နီလန်ရှာပြီးထောက်ပို့နေမှာဖြစ်ပါတယ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။အဆိုတော်ကြမ်းကြမ်းနဲ့ချိန်ဆက်၍အွန်လိုင်းရောင်းချမှုများလောက်ကင်ပေးနေသူနှစ်ဦးကိုစစ်ကောင်စီကဖမ်းဆီးရရှိထားကြောင်းအဆိုပါအွန်လိုင်းရောင်းချသူနှစ်ဦးသည်အဆိုတော်ကြမ်းကြမ်းနဲ့ချိန်ဆက်၍ဒီပမှနိုင်ငံသားဖြစ်ပစ္စည်းများကိုအခချင်းငွေဖြင့်ချက်ဆင့်ဖြန့်ဝေရောင်းချခြင်း၊ငွေကြေးကောက်ခံပေးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းစစ်ကောင်စီကဆိုပါတယ်။အဆိုတော်ကြမ်းကြမ်းက Xiaomi အမည်ဖြင့် Facebook Pay ကို2025ခုနှစ်ဖေဖော်ဝါရီ ီလတွင်စတင်ဖွင့်လှစ်ခဲ့ပြီး online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိပေ ်နိုင်ငံခြားဖြစ်လက်ကအိနိုင်ခပ်ပတ်နဲ့အင်ဂျီစာတော်အခြားအသုံးဆောင်ပစ္စည်းများအားအွန်လိုင်းမှတက်ဆင့်ရောင်းချ၍ပြည်တွင်းသို့တင်သွင်းကာဖြန့်ဖြူးရောင်းချနေကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်စီက၎င်းတို့အလိုရှိနေသူများနှင့်ချိတ်ဆက်ခြင်းကုန်ပစ္စည်းများဝယ်ယူခြင်းတက်ဆင့်ကံပြန်လည်ရောင်းချခြင်းနှင့်ထို့သို့ဆောင်ရွက်နိုင်ရန်နီလန်တခုခုဖြင့်အပင်းကူညီနေသူများသည်အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်းစစ်ကောင်စီကချိန်ချောက်ထုတ်ပြန်ကြေညာလိုက်ပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့မိုးရင်းကာလာ၌စီရေးအရှိန်မြင့်မီဖြစ်ပြီးတနိုင်ငံလုံးပူးပေါင်းတိုက်ပွဲဝင်ပါကစစ်အာဏာရှင်ကိုအနိုင်ရမည်ဟု CNF တပ်မှုကပြောဆိုလိုက်ပါတယ်။စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက်တနိုင်ငံလုံးအတိုင်းအတာစီရေးအရှိန်မြင့်တင်မှုကိုယခုနှစ်မိုးရင်း၌ပြုလုပ်မည်ဖြစ်ပြီးစစ်ကောင်စီကိုအနိုင်ရရှိရေးအတွက်အားလုံးပူးပေါင်းတိုက်ပွဲဝင်ကြရန်လိုအပ်ကြောင်းချင်းအမျိုးသားတပ်ဦး CNF CNA တပ်မှုတအုပ်ဖြစ်သည့်ဗိုလ်မှူးကြီးဆော်လမွန်ကပြောကြားလိုက်ပါတယ်။ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရက NUG ကယခုနှစ်တွင်စစ်ရေးပုံမပြင်းထန်လာမည်ဟုအသိပေးထားတဲ့ကဲ့သို့ CNF အပါအဝင်တိုင်းသားများကလည်းထုတ်ပေါ်ပြောကြားထားပြီးဖြစ်သည်ဟုဆိုပါတယ်။ဒီနေ့မိုးတွင်ကနေစပြီးကျွန်တော်တို့ရဲ့စစ်အရှင်ကပုံမြင့်လာလိမ့်မယ်လို့အဲ့ဒီလိုမျိုးပြောခြင်းနဲ့အားလုံးလည်းတက်တက်ကြွကြွပါဝင်ပေးကြပါဟုဗိုလ်မှူးကြီးဆော်လမွန်ကပြောပါတယ်။ ်တက်နိုင်သည့်နေရာမှပါဝင်ကြရန်တိုင်းရင်းသားအားလုံးဖြီသူအားလုံးစုစုစီစီဖြင့်ကြာရကန္တာမှတော်လန်ရေးကိုကူညီကြရန်၎င်းကတိုက်တွန်းလိုက်ပါတယ်အားလုံးဒီနေ့အတွင်းမှာတော့အကုန်လုံးတပြည်လုံးတနိုင်ငံလုံးချင်းနဲ့တနေလုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရန်သူလိုမြင်ပြီးတော့အားလုံးပူးပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ဘုံမူကြီးဆော်လမွန်ကပြောပါတယ်ယခုနှစ်တွင်အနိုင်ရအောင်အစီအစဉ်ဆွဲတိုက်ပွဲဝင်ရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောပါတယ် ချင်းတရင်ရင်းမြစ်တဲ့ဦးကလည်းချင်းဒေသကာကွယ်ရေးတပ် CDF ထန်တလန်၏စစ်ရေးပြင်ဆင်နေမှုအခြေအနေကိုအသိပေးသည်။ CDF ထန်တလန်ပါဝင်နေသည့်ချင်းတော်လန်ရေးတပ်များကထန်တလန်မျိုးသိမ်းတိုက်ပွဲအပြီးသတ်ရန်ပြင်ဆင်နေသည်ဟု၎င်းကပြောပါသည်။ပြင်ဆင်နေတယ်ပဲပြောတယ်။အဲဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူး။ပြင်ဆင်နေတယ်ထန်တလန်သိမ်းဖို့စူးစမ်းနေတယ်။ပြင်ဆင်နေတယ်လက်နက်ခဲယမ်းစုဆောင်းတာလားပေါ့ဒီလိုမျိုးပဲ။ တိုက်ပွဲတော့အခုလောလောဆယ်တော့မရှိသေးဘူးဟုချင်းတရင်ရင်မြစ်ကပြောဆိုပါတယ်။ချင်းပြည်တွင်ချင်းအမျိုးသားတပ်မတော် CNSCNA နှင့်ချင်းဒေသကာကွယ်ရေးတပ်များစုပေါင်းထားသည့်ချင်းပြည်ကောင်စီပူပေါင်းတပ်နှင့်ချင်းညီနောင်ဟူ၍တော်လှန်ရေးအင်အားစုနှစ်ခုရှိပြီးနှစ်ဖွဲ့လုံးက2025တွင်ချင်းပြည်တစ်ခုလုံးစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမည်ဟုအတည်ပြုပြောကြားထားပါတယ်။ ောက်ဆုံးသတင်းတစ်ပုဒ်ကတော့မူရစ်ဆေးသုံးနေကြောင်းသတင်းတွေကို Elon Musk ညှင်းဆို့လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Elon Musk ကမူရစ်ဆေးသုံးဆွဲနေတဲ့ဆိုတဲ့ New York Times သတင်းဌာနက ရေးသားဖော်ပြခဲ့တာကိုညှင်းဆို့သွားခဲ့ပါတယ်။ ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရတဲ့ဘီလီယံနာတတ်ထေးကြီးဟာတာမန်အစ်စ်မူရစ်စေးသုံးဆွဲသူတော်မဟုတ်ဘူးလို့နယူးယောက်ထိုင်းရဲ့စောင်းပါမှာဖော်ပြထားခဲ့ပြီးမတ်သုံးဆွဲလေးရှိတဲ့ဆိုတဲ့မူရစ်စေးအမျိုးသားတွေစာရင်းကိုပါအသေးစိတ်ထည့်သွင်းရေးသားခဲ့ပါတယ်။မတ်ဟာအမေရိကန်အစိုးရရဲ့အထူးရာရှိယာရူးတာဝန်ကနေနှုတ်ထွက်လိုက်ပြီးတဲ့အချိန်မှာပဲအခုလိုလူအများအာယုံစိုက်ခြင်းခံရလောက်တဲ့ဆွဆွဲမှုကိုကြုံတွေ့လာခဲ့တာပါ။နယူးယောက်ထိုင်းရဲ့စောင်းပါထဲမှာတော့မတ်ဟာ အစိုးရအဖွဲ့တွေအလုံးလုံးနေတဲ့ကာလတွေမှာတော့မိုးရစေးတွေဆက်ပြီးသုံးဆွဲနေကြတယ်လို့စွပ်စွဲထားပါတယ်။နောက်ပြီး mass ဟာအလုံးအကျုံမိုးရစေးသုံးဆွဲတဲ့ဒဏ်ကြောင့် CA နဲ့ဆိုင်တဲ့ကျန်းမာရေးပြဿနာတစ်ခုတက်ရောက်ခံစားနေရတယ်လို့လည်း New York Times ကဖော်ပြခဲ့ပါတယ်။ပြီးတော့ mass ဟာကက်တမင်းမိုးရစေးတွေအလုံးအကျုံသုံးဖြစ်နေတယ်ဆိုတာကိုဒီဆက်သူတွေစီအတိပေးခဲ့တယ်လို့လည်း New York Times ကဆိုပါတယ်။ဒါတွေမကသေးပဲဆေးပြားပေါင်းစုံအရေးအတွက်20ဝန်းကျင်လောက်ပါတယ်။ဘူးလေးကိုလည်း mass ကသွားလျာမှာပယ်သွားလိမ့်ရှိတယ်လို့ အမေရိကန်သတင်းဌာနကြီးကရေးသားခဲ့ပါတယ်။နယူးယောက်ထိုင်းဟာဒီဆောင်မနဲ့ပတ်သက်လို့မက်စီကသဘောထားကြေညာချက်တစ်ခုကိုတောင်းခံခဲ့ပေမဲ့မက်စ်ကတော့မှတ်ချက်မပေးခဲ့ပါဘူး။ပြီးခဲ့တဲ့လကုန်ပိုင်းမှာအစိုးရစွမ်းဆောင်ရည်ဖြင့်တင်ရေးဌာန DOGE ကနေနှုတ်ထွက်မှုအတွက်အင်ဖြူတော်နှုတ်ဆက်ပွဲအခမ်းအနားမှာအဲ့ဒီအကြောင်းမေးမြန်းတဲ့အခါမက်စ်ကနောက်မေးခွန်းကိုကြော်လိုက်ဖို့ပြောသွားပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတော့မက်စ်ကသူကမူရစေဝါသုံးဆဲသူမဟုတ်ဘူးလို့ရေးသားပြီးနယူးယောက်တိုင်းကဒီကိစ္စတွေကို လိမ့်လေပေါ်ပြနေတာလို့စွပ်စွဲခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့သူဟာကက်တမင်းကိုနည်းနည်းစမ်းသုံးခဲ့မှုကြောင့်အဲ့ဒီဆေးဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအမှောင်တိုက်နေပေတွေကနေလွတ်မြောက်ဖို့အကူအညီဖြစ်စေခဲ့ကြောင်းဒါပေမဲ့အဲ့ဒီနောက်ပိုင်းဘာမူးရစ်ဆေးကိုမှမသုံးတော့ကြောင်းမတ်ကဆိုပါတယ်။တရင်ကြောက်တွေကမတ်ကမူးယစ်ဆေးသုံးနေတယ်ဆိုတာကိုသိသလားလို့သမရဒေါ်နယ်ထရန့်ကိုလည်းမေးမြန်းခဲ့ပြီးထရန့်ကတော့သူမသိကြောင်းသူသိတာကမတ်ကဟာတကယ်လူကောင်းတစ်ယောက်ဆိုတာပဲဖြစ်ကြောင်းတုံ့ပြန်သွားပါတယ် ခေတ္တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းထူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။